နာလိုသူတွေကြောင်းမကြခင်မှာပိတ်သိမ်းရတော့မယ်ခါဦးတထောင်နဲ့ထမင်းဆိုင်လေးပြည်သူများလုံးမမင်္ဂလာပါရှင့်ဘာမီဆလာဘရီကနေပြန်လဲကြိုးစောလိုက်ပါတယ်အခြေခံလူရန်စားတွေနဲ့စင်ရနံပါတဲ့သူတွေအကူအထပြုနေရတယ်ခါဦးတို့ရဲ့တထောင်နဲ့ထမင်းဆိုင်လေးကတော့ပိတ်သိမ်းရတော့မယ့်အခြေအနေနဲ့ကြုံတွေ့နေရပါတယ် ်ခအုပ်တထောင်တန်းထမင်းဆိုင်ဆိုတာကအင်မတန်ကိုစင်ရွံ့ပါတဲ့တနေ့လုံးမှတနေ့စားရတဲ့အခြေခံလူရန်စားတွေတော့ရည်ရွယ်ပြီးတော့ဖွင့်လှစ်ထားတာပါတထောင်တန်းထမင်းဆိုင်ဆိုတဲ့အတွက်ထမင်းရုံးဟင်းမှာပါဝင်အသားဟင်းရောအကုန်လုံးပေါင်းမှမြန်မာကျပ်ငွေတထောင်ကျပ်ပဲကြားတဲ့မှာပဲဖြစ်ပါတယ်ဒီလိုရှုံးခံပြီးဖွင့်လှစ်ပေးရတဲ့ရည်ရွယ်ချက်ကတော့မြန်မာနိုင်ငံကစင်ရွံ့ပါတဲ့ပြည်သူတွေအတွက်ထမင်းဟင်းတစ်နှစ်လောက်ကောင်းကောင်းမွန်မွန်စားခြင်းနဲ့ရည်ရွယ်ချက်ပဲဖြစ်ပါတယ်ဒီတထောင်တန်းထမင်းဆိုင်လေးကိုဖွင့်လှစ်ခဲ့ရတာက2လ3လလောက်ကြာခဲ့ပါပြီဒါပေမဲ့မနာလိုသူတွေရဲ့မကော ောင်းတဲ့လက်ချက်တွေကြောင့်မကြခင်မှာပဲပိတ်သိမ်းရတော့မလို့ဖြစ်နေရဆိုပြီးဝန်ထဲစွာနဲ့ရင်ဖွင့်ပြပြလာခဲ့ပါတယ်။ခါဥတထောင်နဲ့ထမင်းဆိုင်လေးဟာဆိုရင်ရန်ကုန်တိုင်းဒေသကြီးဒလမြို့နယ်မှာဖွင့်လှစ်ထားခဲ့ရပါ အင်မတန်ကိုစင်းရနွမ်းပါတဲ့နေရာဒေသလေးမှာဖွင့်လှစ်ထားတဲ့အတွက်ဒီသမင်းဆိုင်လေးကအလုံးတက်တော်နိဗ္ဗာန်ပုံကြီးတစ်ခုလိုဖြစ်နေခဲ့ပါတယ်။ဒါပေမဲ့လည်းတချို့တွေကတော့မနာလိုစိတ်နဲ့အတူမကောင်းကြံကျင်ကြတာကြောင့်သမင်းဆိုင်လေးမဖွင့်နိုင်အောင်အခုလိုလုပ်ရက်တွေလုပ်ခဲ့ကြပါတယ်။ကားလေးနဲ့တင်ဖွင့်နေတဲ့ခါဦးသမင်းဆိုင်လေးကိုကျိုးတွေကအစအကုန်လုံးကိုဖြတ်ထားပြီးတော့တခြားသောဆက်သွယ်ထားတဲ့ဝါယာကျိုးတွေကိုလည်းဖြတ်ထားတယ်လို့သိရပါတယ်။သမင်းတကာကိုရည်ရွယ်ချက်ရှိရှိနဲ့ဖြတ်စည်းထားတာဖြစ်ပြီး ကားကိုထွက်လို့မရအောင်ပြလို့ထားခဲ့ရပဲဖြစ်ပါတယ်။ခိုးကျင်လို့တော့မဟုတ်ပဲဆိုင်ဖွင့်လို့မရအောင်ခုလိုမျိုးလုပ်ရက်ကိုလှုပ်ထားတာဖြစ်တဲ့အတွက်ဒါကမနာလိုစိတ်နဲ့လုပ်တယ်ဆိုတာသိသာနေခဲ့ပါတယ်။ခေါဦးတို့ကဒီလိုမျိုးတထောင်တန်ထမင်းဆိုင်လေးကိုအရှုံးခံပြီးတော့ဖွင့်လှစ်ပေးနေခဲ့ရပါ။ဒါကြောင့်နန်းပါတဲ့ပြည်သူတွေကလည်းဒီထမင်းဆိုင်ဖွင့်မဲ့အချိန်ကိုအားကိုးနေပြီးတော့တခြားသောဈေးကြီးတဲ့ထမင်းဆိုင်တွေကိုအားမပေးကြတော့ပါဘူး။ ဒီအခါမှာအဲ့ဒီထမင်းဆိုင်တွေကသူတို့ရဲ့ဆိုင်ရောင်းအားမကောင်းတဲ့အတွက်မနာလိုတဲ့စိတ်နဲ့ခါဦးတို့ရဲ့တထောင်တန်ထမင်းဆိုင်ကိုဖွင့်လို့မရအောင်ဖျက်ဆီးတာလည်းဖြစ်နိုင်ပါတယ်။နောက်ပြီးတော့အဲ့ဒီဒေသမှာကဆင်းရဲနှံပါတဲ့သူတွေများတဲ့အတွက်စိတ်တက်အဆင်တန်းတွေကလည်းတကယ်ကိုအဆင်မပြေဘူးလို့သိရပါတယ်။ဒါကြောင့်ခါဦးတို့ကတော့စေတနာအပြည့်နဲ့တထောင်တန်ထမင်းဆိုင်လေးကိုဖွင့်လှစ်ပေးခဲ့ပေမယ့်လူတွေကတော့မနာလိုစိတ်နဲ့အခုလိုဖျက်ဆီးနေကြပါတယ်။ခါဦးတို့ကတော့အမေရိကကနေအလူငွေထည့်ဝင်ပြီးရင်ကိုယ်တိုင်မဦးစီးနိုင်တဲ့အတွက်အခုလိုသတင်းကြားတဲ့အခါမှာအဝေးကနေဝန်းနေနေကြရပါတယ်။ဒါကြောင့်အောက်တန်းကြားတဲ့ ိတ်တက်တွေနဲ့သူတစ်ပါးရဲ့ကုသိုလ်ယူနေတဲ့အလုပ်ကိုမဖြတ်စည်းချဖို့အတွက်လည်းတတိပေးလာခဲ့ပါသေးရဲ့တချောင်နဲ့ထမင်းဆန်လေးဆိုရင်အသားနဲ့တမျိုးရင်းနဲ့အသေးရပါဝင်ထမင်းကိုတည်တည်စကြာဝလျောင်စားသုံးနိုင်မှာဖြစ်ပါတယ်အကုန်လုံးခက်ခဲနေကြတဲ့ကလာကြီးမှာတနေ့လုံးမှတနေ့စားရတဲ့အခြေခံမိသားစုဝင်တွေကပို့ပြီးတော့ခက်ခဲတဲ့အတွက်ကိုချင်းစာနာစိတ်နဲ့ဖွင့်လှစ်ပေးထားခဲ့ပါတယ်ဒါပေမဲ့အခုချိန်မှာမနာလိုသူတွေရဲ့လက်ချက်ကြောင့်မကြခင်မှာပဲအပီးတိုင်ပိတ်သိမ်းရတော့မလို့အခြေအနေတွေနဲ့ကြုံတွေ့နေကြရပါတယ်စေတနာမြတ်တာအလိုရှင်တဲ့ခါဦးတို့ရဲ့ ဲ့တထောင်နံထမင်းဆိုင်လေးအခုလိုအခက်ခဲတွေနဲ့ကြုံတွေ့ပြီးတော့မနာလိုသူတွေရဲ့မကောင်းကြံမှုတွေနဲ့ခံနေရတဲ့ပုံမှာပြည်သက်ကြီးတို့ကရောဘယ်လိုမျိုးထင်ကြပါသလဲရှင်အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်